မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတို့ကိုစာရေးသူဆရာမရေးသားထားတဲ့ချင်ညိုးမှန်နဲ့မှုကင်းဝတ္ထုတူများလို့နာမည်ရတဲ့ဝတ္ထုစာအုပ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နာတော်တဆင်ကြည်ပေးပါအောင်ခင်ဗျာချင်ညိုးမှန်မာစီရာက Howard Collins နဲ့ဖះเจ้าမှာတွေ့ဆုံခဲ့တာပါ။ Masira က35နှစ်၊ Howard က42နှစ်။ Howard ကမြို့ရဲ့တောင်ဘက်အချမ်းမှာရှိတဲ့အိမ်သေးသေးလေးမှာ သူ့အမိနဲ့အတူနေတယ်။ Masira ကတော့၃လမ်းကျော်ကတိုက်ခန်းမှာသူ့ညမရဲ့သူ့အဖေရဲ့နဲ့အတူနေတယ်။ Masira ကအလုံမလုံဘူး။သူ့အဖေ Josh Grant ကကျမ်းမာရေးလည်းမကောင်းသလိုတိုက်ခန်းအပြင်ကိုလည်းတခါမှမထွက်ဘူး။ တစ်ချိန်လုံးနီးပါအဲ့ရဲမှာပဲနေတယ်ပြီးတော့သူ့အနားမှာတယောက်ယောက်ရှိဖို့အမြဲတမ်းလိုအပ်နေတယ်ဒါကြောင့်မာစီရာကသူ့အဖေနဲ့အတူအိမ်မှာနေပေးပြီးတော့သူ့ညီမကာရင် အိမ်မှာရှိတဲ့အချိန်ကြမှာအပြင်ထွက်တယ်ညီမနှစ်ယောက်ကလုံးဝကိုစန့်ကျင်ပန်းမာစီရာက အရက်ပူပူမျက်နှာဝိုင်းဝိုင်းနေပြီးတော့သပင်အနက်ရောင် အတူလေးနေကယ်ရင်က သူ့ထက်၁၀နှစ်ငယ်တယ်သူကအရက်ရှိရှိ စပင်အညူနေပြီးတော့ခြေရန်တွေကလည်းတွေ့တယ်။ဒီအပြင်တနွေလုံးနေပူစာလှုံနေလူတွေက တခါတလေမာစီရာကို ပြောတယ်။နေညမကအရန်လှတာပဲတော့လို့ပေါ့။ညစာစားဖို့ဒါမှမဟုတ်ရုပ်ရှင်ကြည့်ဖို့ကာရင်ကိုအချိန်မရွေးအပြင်ခေါ်သွားဖို့အစဉ်သင့်ဖြစ်နေတဲ့ယောက်ျားတွေကအများကြီး။ဒါပေမဲ့မာစီရာကတော့အိမ်မှာပဲနေရတယ်။ကာရင်မျိုးတွေကစိုက်မှအလုလုတယ်။ သူအိမ်ပြန်ရောက်တဲ့အခါတိုက်ခန်းရဲ့ခေါမိုးဥယျာဉ်မှာထိုင်ရတာကို သဘောကျတယ်။မေလာရဲ့တနင်္ဂနွေတရက်မှာမာစီရာကဟာဝတ်ကို ပထမဦးဆုံးအကြိမ်အိမ်ကိုခေါ်လာခဲ့တယ်။သူ့ကိုသူမရဲ့အဖေနဲ့တွေ့ပေးဖို့ခေါ်လာတာလေ။ဂျော့ချ်ခရန်ကတော့အဲ့ရဲမှာပေါ့။သူကသပင်တွေဖြူနေပြီးမျက်နှာကလည်းမှိုင်းနေတယ်။တခါတလေသူစာအုပ်ဖတ်တယ်။မဟုတ်ရင်တော့များသောအားဖြင့် ဂရင်ပေါ်မှာထိုင်ပြီး TV ကြည့်တယ်။ဖေဖေဒါကဟာဝတ်မာစီရာက ပြောလိုက်တယ်။သူဆေးရုံမှာအလုပ်လုပ်တယ်။သမီးတို့ကဖခင်เจ้าမှာတွေ့ခဲ့တာလေ။ပြီးခဲ့တဲ့ပတ်ကရင်သမီးသူ့အကြောင်းဖေဖေကိုပြောပြခဲ့သေးတယ်။ဖေဖေမှတ်မိသလား။မမှတ်မိဘူး။သူ့အဖေကပြောတယ်။ပြီးတော့ TV ရှိတဲ့ဘက်ကိုသူ့မျက်နှာပြန်လှည့်သွားတယ်။သူကလူစိမ့်တွေဒါမှမဟုတ်သူ့သမီးတွေရဲ့တငယ်ချင်းတွေနဲ့ပတ်သက်ပြီးစိတ်မဝင်စားဘူး။ ။အဲဒီနောက်မှာကာရင်အခန်းထဲကိုဝင်လာတယ်။သူကအဖြူရောင်ပီကနီကိုဝတ်ထားပြီးတော့အဖြူရောင်ဓာတ်ဖနက်ကိုစီးထားတယ်။သူကဟာဝတ်ကိုပြုံးပြလိုက်တယ်။ဒါနဲ့ရှင်ကဟာဝတ်ပေါ့။သူကပြောတယ်။နောက်ဆုံးတော့ကျမအမကြီးကရီးသားတွေဘာတွေရပြီပေါ့လေ။ဟာဝတ်ရဲ့မျက်နှာနီးမြန်းသွားပြီးတော့သူ့ခြေထောက်တွေကိုငုံကြည့်နေတယ်။ကာရင်ကရေးလိုက်တယ်။ခေါင်းမိုးဥယျာဉ်ကို တက်ခဲ့ပါလား။ပြီးရင်ဝိုင်လေးပါလေးတောက်ရအောင် ီမနက်နေကတော်တော်လေးตาတယ်။ဟိုကျွန်တော်ဟာဝတ်ကစကားဆလိုက်တယ်။မာစီရာက သူညမကိုစိတ်ဆိုးမှန်ဆိုးနဲ့ကြည်လိုက်တယ်။ဒါပေမဲ့နောက်တော့သူက ပြောလိုက်တယ်။ဟုတ်တယ်။ကျမအဖေအတွက်တောင်းစီယာယူသွားပေးလိုက်အောင်မေ။ခဏနေမှတွေ့မယ်နော်ဟာဝတ်။ခေါင်းမိုးပေါ်သွားပြီးတော့ကာရင်နဲ့စကားပြောနေလိုက်။ခေါင်းမိုးပေါ်မှာနေက ပူနေတော့ဟာဝတ် သူ့ကောက်အင်ဂျီကိုချွတ်လိုက်တယ်။သူဟိုဟိုဒီဒီလှဲ့ကြည့်လိုက်တယ်။ ထိုင်ကုံသုံးလုံးရဲ့နေကာထီရဲ့နေဘူးသာလှုံတဲ့ကရင်ရဲ့ဖန်ခွက်သုံးခွက်တင်ထားတဲ့ခုံရဲ့ရှိနေတယ်။ပြီးတော့အဲ့ဒီခုံပေါ်မှာဝိုင်ပလင်းတင်ထားတာရှိတယ်။ကြံခင်းကိုအုတ်တွေနဲ့ခင်းထားတယ်။ခေါင်မိုးရဲ့အစွန်အနားကတတိုင်းတဝိုက်မှာတော့ပန်းပင်တွေကိုတက်သားပုံးတဲ့ထည့်ပြီးစိုက်ထားတယ်။အဲ့ဒါကဥယျာဉ်တစ်ခုပေါ့။အရမ်းလာတာပဲနော်။ဟာဝတ်ကပြောတယ်။ကာရင်က သူ့ကိုပြုံးပြလိုက်တယ်။ ကျမတို့ဒီအပေါ်မှာကယုတ်ချွတ်ချောအမျိုးသားတွေတိတ်မတွေ့ရဘူးရှင် သူကပြောလိုက်တယ်ထိုင်လေပြီးရင်တစ်ခွက်လောက်တောင်းဟောဝတ်ရဲ့မျက်နာက ထပ်ပြီးညီမြန်းသွားတယ်သူကအဆက်ပြေနေနေလေးကြီးလိုက်တယ်ဟိုအော်ကျေးဇူးတင်ပါတယ်သူကပြောတယ်သူက နေဘူးသားလှုံပြီးညိုနေအောင်လှုပ်ထားတယ်ကာရင်ရဲ့ခြေရန်တွေကိုမကြည့်မိအောင်ကြိုးစားနေတယ်ဒါပေမဲ့တိတ်တော့မလွယ်လှဘူး နေတာတဲ့အချိန်တိုင်းကျမဒီအပေါ်ထက်ကိုလာတယ်။ကာရင်ကပြောတယ်။သူက သူ့လက်မောင်းတဲ့ခြေထောက်ကို နေလောင်ခံစီစပြီးလိမ့်နေ။ဟောဝတ်ကသူ့ကိုကြည့်နေတယ်။အရင်နောက်မာစီရာရောက်လာပြီးတောင်းရောက်သားဝိုင်းတောက်ကြတယ်။မာစီရာက ဟောဝတ်ကိုချစ်ရည်ရှုံးလဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်တယ်။ကာရင်ကိုတော့မကြည့်မိဘူး။ကာရင်ကသူ့ကို ကြည့်လိုက်တယ်။သူ့အမကိုကြည့်နေရကဟောဝတ်ကို ကြည့်လိုက်ပြီးတော့ သူ့အမကိုပြန်ကြည့်လိုက်တယ်သူပြုံးလိုက်တယ်အဲ့ဒါကောင်းမွန်တဲ့အပြုံးတော့မဟုတ်ဘူးအရင်နောက်မှာတော့တနင်္ဂနွေနေ့နဲ့တိုင်းမာစီရာဖျားเจ้าကအပြန်မှာဟာဝတ်ကိုဝိုင်းတောက်ဖို့ခေါ်လာတယ်ဟာဝတ်ကသူ့ကားကိုတိုက်ခန်းအပြင်ဘက်ကလမ်းထဲမှာရက်လိုက်တဲ့အခါမှာမာစီရာကပြောတယ်ခွန်တီလိုက်ဟာဝတ်ကာရင်ကိုကျမတို့ရောက်နေပြီဆိုတာအသိပေးလိုက်ဒါဆိုရင် သူ့ဝိုင်းကို အသိမ့်ပြင်ထားလို့ရတာပေါ့အဲ့ဒါကြောင့်ဟာဝတ်က ကာဟွန်တန်သုံးချက်ပေးလိုက်တယ်။တနင်္ဂနွေနေ့တိုင်းကာရင်ကခေါင်းမိုးအစွန်းမှာရှိတဲ့တတိုင်းကိုလာပြီးသူတို့ကိုနှုတ်ဆက်ဖို့အပေါ်ကနေငုံကြည့်တယ်။ပြီးတော့ဝိုင်းသွားယူတယ်။သူကပီကနီဒါမှမဟုတ် စကက်တူတူလေးတွေအမြဲတမ်းဝတ်တယ်။မာစီရာကတော့ဘယ်တော့မှ စကက်အတူဒါမှမဟုတ်ပီကနီကိုဝတ်ဆင်လေးမရှိ။ကျမ၆ရောက်တွေကပီကနီတွေဝတ်ဖို့အတွက်အရန်တုံနေတယ်။သူကဟောဝတ်ကိုပြောတယ်။ ်မင်းရဲ့ခြေထောက်တွေကအရန်ကြည်ကောင်းပါလေသူကရှက်ကိုရှက်ကန်းနဲ့ပြောလိုက်တယ်ဂျွန်လာရဲ့တနေ့မှာ ကာရင်ကဟာဝတ်ကိုမေးတယ်ဟာဝတ်ချင်းပဲချင်းလောက်အလုပ်ဆင်းတယ်လေ6နာရီပတ်ဝန်းကျင်လောက်ပေါ့သူကပြောတယ်ချင်းအလုပ်ဆင်းရင်ကျမကိုအိမ်ပြန်လိုက်ပို့ပေးလို့ရမလားကာရင်ကပြောတယ်ကျမဆိုင်ကစိတ်ယုံနဲ့အရန်နေတယ်လေရှင်အဲ့ဒီလမ်းကနေမောင်းလိုက်ပေါ့ပြီးတော့ရှင်ကကျမတို့ရဲ့သုံးလမ်းကျော်မှနေတာမဟုတ်လားတိတ်အစဉ်ပြေတဲ့ ်ဘက်စကားရှိတယ်လေမာစီရာကခက်သက်သက်ပြောလိုက်တယ်ဘက်စကားကငါတို့တိုက်ရှိမှရင်ရက်ပေးတာပဲဟာဒါပေမဲ့ဘက်စကားကအယမ်းနေတယ်ကာရင်ကပြောတယ်ကိုကြီးပါဟောဝတ်ကြီးဟောဝတ်ကညီမနှစ်ယောက်စလုံးကိုတလဲစီကြည့်လိုက်တယ်ဟိုအင်းအဲဟုတ်ကောင်းပြီလေသူကပြောတယ်ကျေးဇူးတင်ပါတယ်ကာရင်ကပြောပြီးတော့သူ့ကိုလက်ခနဲနမ်းလိုက်တယ်အဲ့ဒါကြောင့်ဟောဝတ်က ကာရင်ကိုညက်နေတိုင်းအိမ်ပြန်ပို့ပေးတယ်။ပထမတောက်ကြနေမှာသူတို့တနားရီလောက်နောက်ကြတယ်။သူတို့ရောက်လာတဲ့အခါမှာမာစီရာက တိုက်ခန်းရဲ့တကားဝမှာရှိနေတယ်။ဘယ်လိုဖြစ်တာလဲ။သူကမေးတယ်။နင်တို့ဘာလို့ဒီလောက်နောက်ကြတာလဲ။ကားတိုက်မှုတစ်ခုဖြစ်နေလို့ကာရင်ကပြောတယ်။ဂုံးဘော်ကရုတ်ရှင်ရုံပေးမှာပေါ့။ကားသုံးစီးကကမ်းလန့်ဖြက်ကြီးဖြစ်နေတာ။သိလား။ငါတို့ကကြော်တက်လို့လည်းမရ၊နောက်ပြန်ဆုတ်လို့လည်းမရဘူး။ အဲ့ဒီမှာကားတွေကအများကြီးပဲတစည်းမှရွှေ့လို့မရဘူးဟာဝတ်ကဘာတခုံးမှဝင်မပြောအဲ့ဒီနှစ်ကတော့တကယ့်ကိုပူပြင်းတဲ့ຫນွေရဲ့ရှည်ကြီးပါပဲမာစီရာကတနေ့ကနေနေ့တိုင်းဖះเจ้าကိုသွားတယ်ကာရင်ကအဖေနဲ့အိမ်မှာနေခဲ့တယ်နေသားတဲ့အချိန်ဆိုရင်တော့ကာရင်က မကြာခဏဆိုသလိုခေါမိုးပေါ်မှာရှိတဲ့နေဘူးသားလှုံတဲ့ဂရင်ပေါ်မှာလှဲနေတတ်တယ်မာစီရာကခေါမိုးဥယျာဉ်စီရောက်တဲ့အခါ အမြဲတမ်းနေကာထီအောက်မှာပဲထိုင်နေဒါပေမဲ့ကာရင်ကတော့နေလောင်ခန့်စီရီအများကြီးလိမ့်ပြီးနေပူထဲမှာပီကနီဝစ်ပြီးတော့ထိုင်နေ နေကဒီလောက်ပြင်းတာနေခန္ဓာကိုယ်အတွက်မကောင်းဘူးနော် မာစီရာက ပြောတယ်ကာရင်ကရီလိုက်တယ်ဟောက်ဝတ်ကငါ့ကိုယ်လုံးကိုသဘောကျပြီးသားပဲသူသဘောမကျပါဘူးမာစီရာကဒေါသတကြီးပြောလိုက်တယ်ဟာသူကသဘောကျတာပေါ့ကာရင်ကပြောလိုက်တယ် သူကမိမရိနဲ့ပတ်သက်လာရင်ရှက်တတ်ပေမဲ့ငါကိုလုံးကိုတော့အမြဲတမ်းတိတိကျကျကြည့်နေကြ။သူတစ်ချိန်လုံးအဲ့ဒီလိုကြည့်နေကြလေ။ကြည့်ရတာအဝတ်စားတွေပါ ချွတ်စေချင်နေတဲ့ပုံပဲ။တော်တော့ကာရင်မာစီရာက ပြောတယ်။နေအဲ့ဒီလိုမျိုးရှောက်မပြောနဲ့။ကာရင်ကရည်သည်။ဘာဖြစ်တာလဲမာကြီးရဲ့။ငါကသူ့ကိုနင်းစီကလူသွားမှကြောက်နေရလား။မာစီရာကဘာမှပြန်မဖြေ။နောက်တနေ့ကနေတည့်ရက်မှာဟာဝတ်က မာစီရာစီကို ဖုန်းဆက်တယ်။ကိုကိုနေလို့တိတ်မကောင်းဘူး။သူကပြောတယ်။ကိုဒီနေ့ဖះเจ้าကို သွားဖြစ်မှာမဟုတ်ဘူး။အချစ်ရဲ့စိတ်မကောင်းလိုက်တာ။မာစီရာကပြောတယ်။"ကျမအိမ်ပြန်ရောက်ချိန်ကျရင်ရှင်းစီကိုဖုန်းဆက်လိုက်ရမလား။"ရပါတယ်။ဆက်လိုက်လေ။သူကပြောတယ်။တနားရီမထိုးခင်တော့ကျမဖုန်းဆက်လို့မရဘူး။မာစီရာကပြောတယ်။"ကျမအိမ်ပြန်နောက်ကျလိမ့်မယ်။"ဘာလို့လဲဆိုတော့ဖះเจ้าကအပြန်မှာ ကျမအစည်းအဝေးပွဲတစ်ခုတက်เสียရှိလို့အာဖရိကနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုခုဖြစ်မယ်ထင်တယ်။အင်းဟုတ်သားပဲကိုမှတ်မိပြီ။ဟာဝတ်ကပြောတယ်။ဒါပေမဲ့မာစီရာမှားသွားတယ်။အဲ့ဒီနေ့နနက်ကဖះเจ้าတက်ပြီးတဲ့နောက်မှာဘာအစည်းအဝေးပွဲမှ မရှိသေးဘူး။အဲ့ဒါကနောက်တစ်ပတ်တနင်္ဂနွေမှရှိမှာ။အဲ့ဒါကြောင့်သူ့ဖះเจ้าကနေပြန်နေကြအချိန်မှပဲထွက်လာပြီးအိမ်ကို7နာရီထိုးဖို့15မိနစ်မှပြန်ရောက်တယ်။ ပထမဆုံးသူသူ့အဖေကိုသွားကြည့်တယ်။ဒါပေမဲ့သူကအိတ်နေတယ်။အရင်နောက်သူဟာဝတ်ကိုဖုန်းဆက်ပေးမယ်လေဖုန်းမကင်ဘူး။သူအိတ်နေတာဖြစ်လိမ့်မယ်။သူတွေးလိုက်တယ်။ပြီးတော့သူ့အမေကဖုန်းမကင်ခြင်းလို့ဖြစ်မယ်။သူက သူ့အခန်းထဲဝင်သွားပြီးတော့နွေရာသီဝက်စကတ်အရှိကြီးကိုဝစ်လိုက်တယ်။ပြီးတော့ခေါင်းမိုးဥယင်စီကိုတက်သွားတယ်။သူကခေါင်းမိုးစီကိုတွားတဲ့တကားကိုဖြွင့်ဖို့လက်ရွယ်လိုက်တယ်။သူ့ရက်သွားတယ်။ တကားကတဝက်လောက်ပွင့်နေပြီအတန်တွေကိုကြားနေရတယ်အဲ့ဒီမှာကာရင်နဲ့အတူ နောက်တယောက်ရှိနေတယ်ယောက်ျားတယောက်ပဲဟောဝတ်လားမာစီရာက နားထောင်နေတယ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်ရိုက်တယ်ဟောဝတ်ကပြောတယ်ကိုတို့မာစီရာကို မကြခင်တော့ပြောမှဖြစ်မယ်ကာရင်ဟာမဟုတ်တာကာရင်ကမြ мян ဆဆန်ပဲညင်းလိုက်တယ်မထီတထီလေးရီလိုက်သေးတယ်ဒါကကျမတို့ရဲ့လှုပ်ဝက်ချက်လေး ဟုတ်နည်းနည်းပဲကြာမှာပါဟုတ်ပြီလားကိုကိုအဲ့ဒါကိုမကြိုက်လို့ပဲစရသေးတယ်ဒါပေမဲ့ရှင်ကျမကိုအရန်ချစ်တယ်လေဟာဝတ်လို့ပြောတယ်မာစီရာကိုချစ်တာမှမဟုတ်ပဲကျမကိုချစ်တယ်လို့ပြောပါမာစီရာရုတ်တရက်တတိလစ်သွားသလိုခံစားလိုက်ရတယ်ကိုကိုမင်းကိုချစ်တယ်ဆိုတာမင်းသိပါရဲ့ဟာဝတ်ကပြောလိုက်တယ်ဒါပေမဲ့ကာရင်ကသူ့ကိုနမ်းလိုက်တယ် ဒါကကျမတို့ရဲ့လှုပ်ဝက်ချက်ကလေးပါ။အိုးအပြင်မှာရက်ထားတာကိုကားလား။မာစီရာမြင်သွားလို့မဖြစ်ဘူးလေ။ကိုကားမယူလာပါဘူး။ဟာဝတ်ကပြောတယ်။ကိုဒီကိုလမ်းလျှောက်လာတာ။ကောင်းတယ်။ကာရင်ကပြောတယ်။ဒါပေမဲ့အခုကနောက်ကျနေပြီ။သူအိမ်ပြန်မရောက်ခင်ကိုပြန်လိုက်တော့မယ်။သူတို့နန်းလိုက်ကြပြန်နေ။နေ့ပြန်စုံနေကြအချိန်စုံနေကြနေရာမှာတွေ့မယ်နော်။ကာရင်ကပြောတယ်။အခုသွားတော့ မာစီရာခေါမိုးတကားကနေမြန်မြန်တိတ်တိတ်လေးထွက်လာလိုက်ပြီးသူ့အိတ်ခန်းစီကိုပြေးချလာတယ်။ဟောဝတ်ပဲဖြစ်ဖြစ်ကာရင်ပဲဖြစ်ဖြစ်သူ့ကိုမမြင်စေချင်ဘူး။သူသူတို့ရဲ့အတန်တွေကိုကြားတယ်ပြီးတော့တိုက်ခန်းအရှိတကမာကြီးဖွင့်ပြီးတော့ပိတ်သွားတယ်။ဟောဝတ်ပြန်သွားပြီ။မာစီရာက သူ့ရဲ့ဂရင်ပေါ်မှာတနအီလောက်ထိုင်နေတယ်။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲ။သူစဉ်းစားတယ်။သူဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ။ ငါကတစ်ချိန်လုံးအိမ်မှာအဖေနဲ့ပဲနေရတယ်။အလုပ်လဲထွက်မလုပ်နိုင်။တကယ်ချင်းအစ်စ်တွေလူအစ်စ်တွေနဲ့လည်းမိတ်ဆွေမဖွဲ့နိုင်။တပတ်မှာတစ်ချိန်ဈေးဝယ်ထွက်ယုံဖះကြောင်သွားယုံလောက်ပဲဒါအကုန်ပဲ။ပြီးတော့ငါဟာဝတ်နဲ့တွေ့တယ်။သူငါ့ကိုချစ်တယ်လို့ပြောလိုက်တိုင်းငါအယမ်းပျော်တယ်။အခုတော့ကာရင်ကအားလုံးပြည့်စုံတယ်။ကြည်ကောင်းတယ်။အလုပ်ရှိတယ်။တကယ်ချင်းတွေ ရှိတယ်။ငယ်လေးငယ်လေးလှလေးလှတယ်။ သူဘယောက်ကြောက်ကိုမစိုးရနိုင်ရဲ့သားနဲ့ဘလို့ဖြစ်လို့ဟာဝတ်ကိုများဘာဖြစ်လို့လဲဘာဖြစ်လို့လဲသူဟာဝတ်ကိုချစ်လို့တော့မဖြစ်နိုင်ဘူးမဆီရာတွေးတယ်ဒါငါသူ့ကိုချစ်နေလို့ပဲ ဖြစ်ရမယ်သူငါပျော်ရွှင်မှာကို မလိုလားလို့ပဲ ဖြစ်ရမယ်ဒါပေမဲ့ရှင်ကျမကိုအရန်ချစ်တယ်လေဟာဝတ်မဆီရာကိုချစ်တာမှမဟုတ်ပဲကျမရှင်ကိုချစ်တယ်ဆိုတာရှင်သိပါရဲ့ဒါအမှန်ပဲမဟုတ်လားဟာဝတ်ကကာရင်ကိုချစ်တာလား သူ့ကိုမဟုတ်ဘူးလားမဟုတ်ဘူးသူကနေဘူးသားလှုံတဲ့အပေါ်ယံအလှတရားကိုပဲမြင်တာသူကရင်အကြောင်းကို မသိပါဘူးသူ့ကိုမပိုင်ဆိုင်စေရဘူးမာစီရာတွေးလိုက်တယ်အရိပတ်ညနေပိုင်းမှာဟာဝတ်ကကရင်ကိုအလုပ်သိရင်အိမ်ကိုလိုက်ပို့ပေးတယ်ပြီးတော့ညနေတိုင်းသူတို့ကပို့ပို့ပြီးတော့အိမ်ပြန်နောက်ကျလာတယ်နောက်တနင်္ဂနွေမှာမာစီရာဖះเจ้าကိုမသွားဘူးငါခေါင်းနောက်နေလို့သူကကာရင်ကိုပြောတယ် ငါအခုလေးရင်ဟာဝတ်ဖီကိုဖုန်းဆက်ထားတယ်။ပြီးရင်ခါတိုင်းလိုပဲသူ့ဖះเจ้าကအပြန်မှာ ဝင်လာလိမ့်မယ်။ငါတနားရီနှစ်နာရီလောက်ပြန်အိတ်လိုက်အောင်မယ်။ပြီးတော့သူ့အိတ်ခန်းလေးဝင်သွားပြီးတကားပိတ်လိုက်တယ်။နက်နက်နေမြင့်ချိန်ကာရင် သူ့အဖေနဲ့အတူတူရှိနေတဲ့အချိန်မှာမာစီရာခေါမိုးဥယင်ကိုတတ်သွားတယ်။ကာရင်ရဲ့နေလောင်ခံစီပလင်းကိုစပွဲပေါ်မှာတွေ့တော့မာစီရာက ပြုံးလိုက်တယ်။ကာရင်ခေါမိုးပေါ်ကို တက်လာတဲ့အခါမှာမာစီရာက နေကာထီယောက်ကခုံမာထိုင်နေပြီးသူ့လက်ထဲမှာစာအုပ်တို့ကိုကင်ထားတယ်။အော်နင့်ကောင်းကတတ်တာသွားပြီလား။ကာရင်ကမေးတယ်။အင်းကောင်းပါပြီ။ကျေးဇူးပဲ။မာစီရာကပြောလိုက်တယ်။ကာရင်က သူ့ရဲ့အဝါရောင်ဘီကနီအစ်စ်ကိုဝှက်ထားတယ်။သူက နေလောင်ခံအစီပလင်းကိုဖြွင့်လိုက်တယ်။ဟင်းဒီဘူးထဲမှာတိတ်မကြံတော့ဘူး။သူကပြောတယ်။ငါထပ်ပြီးဝယ်ဦးမှာပဲ။သူ့ရဲ့ခြေထောက်ကိုစပြီးတော့ စီရီလိမ့်လိုက်တယ်။မိနစ်20လောက်ကြာတဲ့အခါမှာဟာဝတ်ကသူ့ကားကိုအောက်ကလမ်းထဲမှာရပ်လိုက်တယ်။ခေါမိုးပေါ်မှာရှိနေတဲ့ကာရင်နဲ့မာစီရာတို့တွေကြားနေကြကားဟွန်းတီးတန်သုံးချိန်ကို ကြားလိုက်တယ်။သူရောက်လာပြီ။ကာရင်ကဝမ်ပန်းတသာပြောလိုက်တယ်။မာကြီးနေလူရောက်လာပြီ။ဟုတ်တယ်မာစီရာတွေးလိုက်တယ်။ငါလူပဲနေလူမဟုတ်ဘူးကာရင်။ကာရင်ကသူ့ရဲ့နေဘူးသာလှုံတဲ့ဂရင်ဘော်ကနေခုံဆင်းလိုက်တယ်။ ူကပြေးပြီးထက်ခိုးရဲ့အစွန်းမှာရှိတဲ့တတိုင်းစီကနေအောက်ကိုငုံကြည့်ပြီးဟာဝတ်ကို လက်ပြနှုတ်ဆက်လိုက်တယ်။သူကဘာဖနက်မှ စီမထားတော့တတိုင်းကိုရောက်တဲ့အချိန်မှာရုတ်တရက်ခြေချော်ကျသွားတယ်။အာအာသူ့အော်ရယ်။သူ့အရှိတ်ကိုထိုးကျသွားပြီးလက်တွေနဲ့တတိုင်းကိုကုတ်တွေထားတယ်။ဒါပေမဲ့တတိုင်းရဲ့ထိပ်ပိုင်းတွေကလည်းချောနေတယ်။သူ့လက်တွေကအဲ့ဒါကိုကုတ်တွေမထားနိုင်တော့ပဲတတိုင်းရဲ့အစွန်းကနေ လွတ်ထွက်သွားတယ်။သူ့ရဲ့ခန္ဓာကိုယ်လည်းတတိုင်းရဲ့အစွန်းကနေလွင့်ကျသွားတယ်။ပြီးတော့ပြုတ်ကျသွားတယ်။ပြုတ်ကျပြီ။ပြုတ်ကျပြီ။ပြုတ်ကျပြီ။သူ့မြေကြီးနဲ့မရိုက်မိခင်မှပဲသူ့တိလိုက်တယ်။ချောနေတယ်။နေလောင်ခန်းစီ မာစီရာ။